ဒီကနေ့နိုဝင်ဘာလ6ရက်နေ့ပြည်တွင်းမှာဖြစ်ပွားနေတဲ့အထက်ကထူးခြားသတင်းတွေနဲ့နောက်ဆုံးရသတင်းတွေအကြောင်းကိုသတင်းမှတ်တမ်းရအောင်တင်ဆက်ပေးနေတဲ့သတင်းတော်ကိုမော်ရစ်ကိုတိုက်ရိုက်ဆက်သွယ်မြင်းမြန်းကြည့်ပါမယ်။ဟုတ်ကဲ့ကိုမော်ရစ်မင်္ဂလာပါ။ဟုတ်ကဲ့ပါ။ဒီကနေ့နိုဝင်ဘာလ6ရက်နေ့မှာကိုသတင်းတွေလာရင်လည်းထူးခြားသတင်းတွေအနေနဲ့ဗားရီမြန်းရထားလဲကို။ဟုတ်ကဲ့ပါ။ အာဒီနေ့ဘကိုးတိုင်းဖြူးမြုံနယ်ထဲမှာဒီမနက်ပေါ့နော်ဒီမနက်မှာစစ်တပ်ရဲ့ဒီ gyrocopter လို့ခေါ်တဲ့ရဟတ်ယာဉ်တစ်စင်းပြတ်ကျပြီးတော့မောင်းလာတဲ့စစ်သား၂ယောက်သေဆုံးခဲ့တယ်ဆိုပြီးတော့ဘကိုးတိုင်းစစ်ဌာနကထုတ်ပြန်ထားပါတယ် ဆိုတော့ပြတ်ကျသွားတယ်ဒီ Giant Copter ကဒီဖြူးမြုပ်နေတဲ့မှာရှိတဲ့မကြီးကုန်းတောင်ကြွာကိုဘုံလာကျဲတာဆိုတော့ဘုံကျဲအဲ့ဒီသူဘုံကျဲလိုက်တဲ့ချိန်မှာတော့ဒီဒေသခံတို့သေဆုံးပြီးတော့နေ6လုံးပျက်စီးတယ်ဆိုပြီးတော့မြေပြင်တရင်တွေမှာတက်လာတယ်ဆိုတော့အဲ့ရွာကိုဒီမကြီးကုန်းတောင်ကြွာကိုဘုံကျဲပြီးတော့သူကဘယ်မှာပြတ်ကျခဲ့ရလဲဆိုတော့ဒီဗဒက်ခင်ရွာနဲ့တကွန်တိုင်ရွာကြားမှာပြတ်ကျပြီးတော့မောင်းလာရေးသေဆုံးသွားတာဆိုပြီးတော့မြေပြင်တရင်တွေကသိရပါတယ် ဆိုတော့ဒီပြတ်ကျသွားတဲ့ gyrocopter အပြင် paramotor တွေပေါ့နော် gyrocopter နဲ့ paramotor တွေကအခုနောက်ပိုင်းတိုက်ပွဲတွေမှာဒီစစ်တပ်ကတောင်းလာတဲ့အသေးစားနဲ့ဇေယျတက်တာတဲ့ဘုံကျဲလေးအသေးစားလေးတွေပါဆိုတော့နိုင်ငံတကာမှာတော့ဒီနှစ်မျိုးကိုဒီ gyrocopter နဲ့ paramotor ကိုလေ့လာရေးခီးစဉ်နေနေနဲ့တောင်းကြတယ်အပျော်စီးလေးရင်နေနဲ့တောင်းကြတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာတော့ဒီ2025ကနေစပြီးတော့ဘုံကျဲလေးအဖြစ်အသုံးပြုလာတာဖြစ်ပြီးအထူးသဖြင့်အညာဒေတာဘက်ကစစ်မြေပြင်နေနဲ့ဒီအရက်သားတွေကိုပြင်မှတ်ထားတိုက်ခိုက်တဲ့နေရာမှာစစ်တပ်ကအများဆုံးအသုံးပြုပါတယ် ဂျိုင်ယွန်ကော်ပတာကဒီတိုက်လေရင်တွေတိုက်ခတ်ရေးရဟတ်ရင်ထက်ဒီကုန်ကြစိတ်တက်တာတွေနောက်ပြေးလန်းအတူသုံးပြုပြီးတော့အတက်အစင်းပြုတ်လုံနိုင်တယ်နောက်ပြီးတော့ဒီတိုက်ခတ်ရေးရဟတ်နေမှာသုံးတဲ့လက်နက်တွေကိုသူ့မှာတက်ဆင်လို့ရတဲ့အာသာချက်တွေကြောင့်စစ်တပ်ကအခုနောက်ပိုင်းမှာသုံးများလာတာဆိုတော့သူတို့တွေလာလို့ရှိရင်တော့ဒီပန်ဂါတန်ဖြစ်ဖြစ်နောက်သူတို့မှာတက်ထားတဲ့အင်ဂျင်တန်ဖြစ်ဖြစ်ကြားရတာမျိုးသတိနဲ့ကြိုးရှောင်ရှားလို့တော့ရပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင့်နောက်ထပ်အကိုဒီနောက်ဆုံးရသတင်းတွေအနေနဲ့ရောဘာတွေပြောပြဖို့ရှိမလဲဟုတ်ကဲ့ပါ ဆိုတော့နေစီမချတဲ့တင်းထောက်များအဖွဲလို့ခေါ်တဲ့အဖွဲကနေပြီးတော့ဒီစစ်တပ်ရဲ့ပြုတ်ပြင်ပြောင်းလဲမှုတွေကိုတကယ်ပြကြင်ဖမ်းထားတဲ့တင်းသမား52 52ယောက်ကိုချက်ချင်းလွှတ်ပေးရမယ်ဆိုပြီးပြောဆိုလိုက်ပါတယ်ဆိုတော့သူတို့ဒီလိုပြောတဲ့အကြောင်းအရင်းကဒီစစ်တပ်ကလာမဲ့ဒီဇင်ဘာမှာကျင်းပမယ့်ရွေးကောက်ပွဲမှာဒီပြည်တွင်းပြည်ပသတင်းမီဒီယာတွေကိုသတင်းယူခွင့်ပြုတယ်လို့ကြေညာထားတဲ့အပေါ်မှာနေစီချတင်း နန်စီမချတဲ့တင်းတောက်အဖွဲ့ကတုတ်ပြန်ပြောဆိုလိုက်တာပေါ့နော်ဆိုတော့တင်းသမားတွေနဲ့မီဒီယာသမားတွေကိုစစ်တပ်က၄နှစ်ကျော်ဖိနှိပ်ဖမ်းဆီးထားပြီးတော့မှအခုလိုတင်းယူဖို့ခွင့်ပြုတာဟာရုပ်ောက်ပွဲတရားဝင်ရဲ့အတွက်အလိန်ညာဟန်ဆောင်မှုတသက်ဖြစ်တယ်ဆိုပြီးတော့အဲ့ဒီအဖွဲ့ကဆက်ပြောတယ်ပြီးတော့ဒါနဲ့တဆက်တည်းပဲပြီးခဲ့တဲ့နိုဝင်ဘာ၂ရက်နေ့ကပြတင်းရှာတန်ပြတင်းတန်ရုံကနေပြီးတော့ထုတ်ပြန်ချက်တစ်ခုထုတ်ခဲ့တယ်ဆိုတော့အဲ့ဒါကတော့ဒီမြန်မာနိုင်ငံကကမ္ဘာပေါ်မှာတင်းတောက်တွေကိုဖမ်းဆီး ခံရမှုအများဆုံးနိုင်ငံထဲမှာပါနေတယ်ဒီစစ်အာဏာသိမ်းပြီးတဲ့နောက်မှာတင်းသမား9ဦးအထိသေဆုံးခဲ့ပြီးတော့ဖမ်းဆီးခံရတဲ့လူက200ကျော်အထိရှိတယ်ဆိုပြီးထုတ်ပြန်ခဲ့တာပါဆိုတော့မြန်မာနိုင်ငံမှာလက်ရှိကအမျိုးသမီးတင်းသမားတွေအပါအဝင်တင်းသမား52တယောက်ကအာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီးတင်းကိုခံထားဆဲဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်အခုလိုပြောပြပေးတဲ့အတွက်ကိုမော်ရစ်ကိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါအခုဆက်လက်ပြီး DV ရဲ့နောက်ဆုံးရသတင်းတွေကိုထုတ်လွှင့်ပေးသွားအောင်ပါ